စနိုက်ပါတွေဟာဘယ်စစ်မြေပြင်မှာမဆိုမဟာဗျူဟာရအလွန်ကြီးပါတဲ့ကစားသမားတွေဖြစ်ပါတယ်။သူတို့ဟာရန်သူကိုချေမှုန်းပေးနိုင်ရုံတည်းမကဘူး။တခြားသောအရေးကြီးတဲ့လုပ်ငန်းတာဝန်တွေကိုလည်းထမ်းဆောင်တကြပါသေးတယ်။စစ်မြေပြင်မှာဆိုရင်အစင်းမြေအရာရှိတွေ၊စက်သွေးရေးဝန်ထမ်းတွေနဲ့တခြားသောအဓိကပြည်မှတ်ပုဂ္ဂိုလ်တွေကိုချေမှုန်းလိုက်တာကရန်သူရဲ့အမိန့်ပေးကုတ်ကဲမှုစနစ်ကိုတည်တည်ထက်ထားဖျက်ဆီးလိုက်တာပါပဲ။ဒါပြင်သူတို့ဟာလှုပ်ရှားမှုမြန်လုံးတဲ့ပြည်မှတ်တွေ၊ဒါမှမဟုတ်ကောင်းကောင်းဝတ်ထားတဲ့ပြည်မှတ်တခုတွေကိုဝေးလံတဲ့အကွာအဝေးကနေတိကျစွာပြစ်ခတ်နိုင်တဲ့အရေးချင်းလေးရှိပါတယ်။ ဒါပေမဲ့တခုတော့ရှိတယ်ဗျ cyber တရားရဲ့အောင်မြင်မှုဟာတို့ရဲ့ကျွမ်းကျင်မှုအပေါ်မှာပဲမူတည်တာမဟုတ်ပါဘူးတို့ရဲ့ဆွမ်းဆောင်ရည်ဟာတို့အသုံးပြုတဲ့လက်နက်အပေါ်မှာလည်းအများကြီးမူတည်ပါရယ်ခင်မီ cyber rifle တွေမှာအားကောင်းတဲ့ telescope မှန်ပြောင်းတွေခင်မီအာရုံကန်ကရိယာရင်းနဲ့ ballistic ကနန်ထွက်ဆက်တွေပါဝင်တာကြောင့်အကွာအဝေး2 km ကျော်အထိကနေတော့အသက်အန္တရာယ်ရှိတဲ့ပစ်ခတ်မှုတွေကိုလှုံ့ဆော်နိုင်ပါရယ်ဒီ video ထဲမှာတော့အဝေးပြေးတီးကြလက်နက်ပစ်ခတ်မှုတွေရဲ့ကဘာတွေကိုနည်းနည်းရှိုင်းရှိုင်းလေ့လာသွားကြမှာဖြစ်ပါရယ်ခေတ်သစ်ပွဲတွေမှာ အင်အားကောင်းသော sniper rifle ဆဲလက်ကိုအသေးစိတ်ကြည့်ရှုဖို့အစဉ်နဲ့ပြင်လိုက်ကြရအောင်ဗျာ Macmillan Tac 50စံချိန်ကြိုးလက်နဲ့နောက်ဆုံးအနေနဲ့ Macmillan Tac 50အကြောင်းပြောကြရအောင်ဒါအမေရိကန်လိုအသေးစား sniper rifle ဖြစ်ပြီးအရင်ထုတ်လုပ်ခဲ့တဲ့ MHD 7နဲ့ M93 design တွေကိုအခြေခံထားပါတယ်အမေရိကန်နဲ့ကနေဒါအထူးတပ်ဖွဲ့တွေလိုမျိုးအထူးတပ်ဖွဲ့တွေကအသုံးပြုကြပါတယ် 12.7 into 99 mm 0.50 BMG ကြီးစံကိုအသုံးပြုနိုင်ပြီးကြီးစံ5000ဆက်နဲ့ပေါ့ action rifle ဖြစ်ပါတယ်။အလေးချိန်17.5 kg နဲ့အရှိ1448 mm ရှိပြီးစွမ်းအားကြီးမားတဲ့လက်နက်တစ်ခုပါ။ ဒီ driver ကကမ္ဘာအဝေးဆုံးဖြစ်ခဲ့မှုစံချိန်ကို ပိုင်းဆိုင်ထားပါတယ်2019ခုနှစ်မှာအီရန်နိုင်ငံမှာကနေဒါစနိုက်ပါတအူးကမီတာ2495ကွာဝေးကပြင်မှတ်ကိုအောင်မြင်စွာခြေမုံနိုင်ခဲ့ပါတယ်ဈေးနှုန်းကဒေါ်လာသသောင်းဝန်းကျင်ရှိပြီးအာဖဂန်နစ္စတန်ကနေမက္ကဆီကိုမှာရှိတဲ့မွေးရရာသာဖွဲ့တွေကိုတိုက်ဖြတ်တဲ့စစ်စင်ရေးတွေအထိနေရာတော်တော်များများမှာသူ့ရဲ့စွမ်းဆောင်ရည်ကိုတတ်တည်ပြခဲ့ပြီးဖြစ်ပါတယ် Dragonov ဆိုဗီယက်ရဲ့လောအမည် Dragunov Sniper Rifle SPD လို့လည်းလူသိများပါတယ်။ဆိုဗီယက်အင်ဂျင်နီယာပညာရေးသင်္ကေတတစ်ခုပါ။1960ပြည့်လွန်နှစ်တွေမှာတည်ထွင်ခဲ့တာဖြစ်ပြီးအထူးသဖြင့်ပေါ်ပေါ်တင်တင်ရွေလျားနေတဲ့ဒါမှမဟုတ်ဖုံးကွယ်ထားတဲ့ပြမှတ်တစ်ခုချင်းစီကိုတက်ဆူအဆင့်လက်ဖြောက်တပ်သားတွေကခြေမုံ့မှုရည်ရထားတာပါ။ ဒီစီမီအော်တိုမက်တစ်ရိုင်ဖယ်ဟာ7.2 mm အကြီးစံကိုအသုံးပြုပြီးဓာတ်မနစ်ကိုအကြီးစံ30အထိပြက်ခတ်နိုင်ပါတယ်။ကြီးစံမျိုးစားတွေနေတဲ့စံချင်းမီကြီးစံကနေမီကိုပါတဲ့ကြီးစံတန်ကြပ်ကဖောက်ထွေးနိုင်တဲ့မီးလောင်ကြီးစံနဲ့တီးတက်စနိုက်ပါကြီးစံတွေအထိအသုံးပြုနိုင်ပါတယ်။ ဒါပြင်မီတာ1300အထိတိကျစွာပြေခန့်နိုင်တဲ့ PSO1 မှန်ပြောင်းလေးတက်ဆင်ထားပါတယ်။စောဝန်ကောင်းမှုပေမဲ့ Rival ရဲ့လေချိန်က4.5 kg ပဲရှိပြီးအရှိကတော့1380 mm ပါ။ဈေးနှုန်းကဒေါ်လာ1000ဝန်းကျင်ကစတင်တာကြောင့်ကမ္ဘာတွင်းမှာလူကြိုက်များပြည်လွှမ်းမှုကြီးမားခဲ့ပါတယ်။ PSG1 ဝန်ရဲ့အဖြစ်ပြမမွေးဖွားလာခြင်းဒနာယူဝင် PSG1 Rival ကြောင့်ပြောကြရအောင်။ဒီ Rival ဟာရိုးရိုးထုတ်လုပ်ထားတာမဟုတ်ပါဘူး။လိုအပ်ချက်အရမွေးဖွားလာခဲ့တာပါ။ 1992ခုနှစ်မြို့နယ်အိုလံပစ်ပွဲမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုဟာအကြမ်းဖက်မှုတံပြန်ရေးမှာအရေးကြီးတဲ့အားနည်းချက်တွေကိုဖော်ထုတ်လိုက်ပြီးတဲ့နောက်ဂျာမန်ကုမ္ပဏီဖြစ်တဲ့ Hackler and Kosha အဒုတက်ဖွဲ့တွေနဲ့ပူးပေါင်းပြီးဒီလက်နက်ကိုတီထွင်ခဲ့တာဖြစ်ပါတယ်။ယုံကြည်စိတ်ထားရတဲ့ HKG3 တိုက်ခိုက်ရေး rifle ကိုအခြေခံထားတဲ့ BSG1 ကို OP Somoyi နဲ့အကြမ်းဖက်မှုတံပြန်ရေးလုပ်ငန်းတွေအတွက်အထူးပြုလုပ်ထားတာပါ။ ဒါဟာ7.62 into 51 mm NATO 0.30h Winchester ကြီးစံကိုအသုံးပြုနိုင်တဲ့ semi automatic rifle ဖြစ်ပြီးတိကျမှုအလုံးကောင်းမှုတို့လိုကြီးစံ20ဆနစ်မဂဇင်အုံလင်းပါဝင်ပါတယ်။အခြေအားဖြင့်တမီတာကျော်ရှိပြီးအလေးချိန်ကတော့16.5 kg လောက်ရှိတာကြောင့်ပေါ့ပေါ့ပပတဲသွားလို့ရတဲ့ rifle တော့မဟုတ်ပါဘူး။ဒါပေမဲ့စွမ်းဆောင်ရည်အတွက်အထူးတည်ဆောက်ထားတာမဟုတ်လား။ဒါပြင်မီတာ600အထိအကွာအဝေးမှာပြည့်ခတ်ဖို့အကောင်းဆုံးဖြစ်တဲ့စစ်တိုင်းဟန်ဆုတ်မှန်ပြောင်းလေးတက်ဆင်ထားပါရည ဈေးနှုန်းအပြင်ဒေါ်လာ2000လောက်ရှိပေမဲ့ဒီရိုက်ဖဲရဲ့တမိုင်းစင်လာတဲ့ရည်ရွယ်ချက်တွေကဈေးနှုန်းထက်ပိုပြီးတန်ဖိုးကြီးမားနေစေပါတယ်။ Accuracy International AS50 မြန်ဆန်ပြင်းထန်နေပြူဟန် Accuracy International ရဲ့နောက်ထပ်လက်နက်တစ်ခုဖြစ်တဲ့ AS50 ဟာအဝေးပြအကွာအဝေးမှာမင်းမဲဆန်ဆန်နဲ့တိတိကျကျဖြစ်ခတ်နိုင်ဖို့တိစောက်ထားပါတယ်။ .50bmg ဂျီတန်ကိုအသုံးပြုနိုင်ပြီးဂျီတန်5000ဆက်နဲ့မဂဇင်းနဲ့သူ့အမျိုးအစားထဲမှာပေါ်ပွားတဲ့ဒီဇိုင်းအလေးချိန် 14kg အရှိ 1360mm ပါဝင်ပါတယ် Floating Pirate Design ကြောင့် Data သမား6စက္ကန့်အတွင်းကြီးစံ9000အထိပြေခတ်နိုင်ပြီးတယ်ဆောင်ရလွယ်ကူစေဖို့ခောက်တိုင်နိုင်ပါသည်။ဈေးနှုန်းကဒေါ်လာ1000ဝန်းကျင်ရှိပြီးအပေါ်သားရင်တွေနဲ့ရတုပစ္စည်းကရိယာတွေကိုတိုက်ခိုက်ရမှာအများဆုံးအထောက်ပြုကြပါသည်။ State Dragon Scout SRS ဘိုးဘတ် Design Bar တိုက်ခိုက်ရေးအတွက်ဗတ်စုံသုံးနိုင်မှု Desert Tactical MC ရဲ့ SRS ဟာစောဟာကြီးမှာပြီးကျလက်တိုက်သေးတဲ့ဘိုးဘတ် Rifle တစ်ခုပါ။ ဂျာမန်တရားစာဝန်ကိုတူယူပြီးတိစောက်ထားတယ်ဒီ American Sniper စနစ်ဟာအစိပ်ပိုင်းတွေကိုလွယ်လွယ်ကူကူလဲလှယ်နိုင်အောင်တိစောက်ထားပါတယ်တနသမားတွေက point 3 oh winchester 0.300 win magnet point 33 h lapoa mac ပါဝင်မတူညီတဲ့ခြေစံမျိုးစားတွေအတွက်ပြောင်းလဲကိုလွယ်ကူစွာလဲလည်နိုင်တာကြောင့်တိုက်ပွဲဝင်ဖို့ရလေးကျမှုအတွက်ပါအကောင်းဆုံးဖြစ်ပါတယ်ဘော့အရှင်ရန်ရောက်ကိုအသုံးပြုပြီးခြေစံ9000အထိထည့်သွင်းနိုင်ပါတယ် ထိရောက်တဲ့ပြည့်ခတ်နိုင်တဲ့အကွာအဝေးကတော့မီတာ1300အထိဖြစ်ပြီးကိုရဲပေါ်မှာတက်ဆင်ထားတဲ့တီးကြတဲ့မန်မြောင်းတွေကအထောက်ပံ့ပေးပါတယ်။ Rifle ရဲ့ရှေ့က952 mm ရှိပြီးအလေးချိန်က9.5 kg ပါ။ဒါကြောင့်အစင်မြေပြင်မှာထိရောက်မှုရှိရှိနဲ့တဲဆောင်ရလွယ်ကူပါတယ်။ဈေးနှုန်းကတော့ဒေါ်လာ3500ဝန်းကျင်ပါ။ L42A1 ဗြိတိရှအမွေနှစ် Rifle ခမီရတွင်ပြင်းတဲ့နောက်တစ်လကတော့တမိုင်းဆင်လာအပြေးဝါနဲ့ rifle တလက်ဖြစ်တဲ့ L42A1 မှာ1990ပြည့်လွန်နှစ်တွေအတွင်းဗီဒီနိုင်ငံရဲ့ Ryan Small Arms Factory ကတည်ထွင်ခဲ့တဲ့ Deep Bolt Action Sniper Rifle ဟာကနဝင်း Lee M3 Number 4 Rifle ရဲ့ခမီပါရှင်လို့ပြောလို့ရပါတယ် L42A1 ကိုစံတမတ်ထားတဲ့7.62 mm NATO ခြေစံကိုအသုံးပြုနိုင်အောင်ပြုပြင်ထားပါတယ်ဒါပြင်လွတ်လွတ်လပ်လပ်တက်ဆင်ထားတဲ့ဗျောင်းဝဘိုတိုရဲလက်ကင်နဲ့ခမီမှန်မြောင်းတက်ဆင်နိုင်တဲ့အစိတ်ပိုင်းတွေပါဝင်ပါတယ် တယ်လီစကုပ်နဲ့ Day of Star မျိုးစားမြင်ကွင်းကရိယာတွေကြောင့်မီတာ930ထိထိကျစွာဖိကတ်နိုင်ပါတယ်။အလေးချိန်5.5ကီလိုဂရမ်နဲ့အရှိတ်1မီတာကျော်သာရှိတာကြောင့်ဒေသရလည်းကိုပြီးယုံကြည်စိတ်ချရတဲ့လမ်းတစ်ခုဖြစ်ပါတယ်။1980ပြည့်လွန်နှစ်တွေအလယ်ပိုင်းမှာ Accuracy International PM Rifle တွေရောက်ရှိလာတာကြောင့်ထုတ်လုပ်မှုရပ်ဆိုင်းသွားပြီးမြေ L42A1 ဟာ Falkland စစ်ပွဲနဲ့ Bashan Pelan Quick စစ်ပွဲတွေလိုမျိုးပဋိပက္ခတွေမှာဆက်လက်အသုံးပြုခဲ့ပြီးယုံကြည်စိတ်ချရမှုနဲ့တည်ကြမှုတို့ကြောင့်လေးစားခြင်းခံခဲ့ရပါတယ် ခြေတက် M200 intervention အဝေးပစ်စွမ်းရေအထူးကောင်းမွန်ခြင်း M200 intervention ဟာစနိုက်ပါသမားတွေအိမ်မပါပဲမီတာ2000ကျော်ကွာဝေးကပြင်မှတ်တွေကိုတော့ထိမှန်အောင်ပြက်ခတ်နိုင်ပါတယ်ခြေတက် RC ကထုတ်လုပ်ထားတဲ့ဒီ American Rifle ဟာဒီကြောင့်မို့လို့မြန်မာတွေ 0.40h ခြေတက်ခြေစံကိုအသုံးပြုပြီး ballistic တည်နေမှုအထူးကောင်းမွန်တယ်လို့ကြီးစံပြန့်ကျဲမှုလည်းအနည်းဆုံးဖြစ်ပါတယ် ball action design ဖြစ်ပြီးကြီးစံ9000စနစ်မဂဇင်းကိုအသုံးပြုနိုင်က rifle အလေးချိန်က14 kg ဝန်းကျင်ရှိပါတယ် နိုင်ဖော့စ်မန်ပြောင်းအတက်တဲကရိယာနဲ့ရွေးချယ်နိုင်တဲ့ညမြင်ခွင့်ဒါမှမဟုတ်အနည်းရောက်ရောင်ချီသုံးကရိယာတွေလည်းပါဝင်ပါတယ်။ခေါင်းသိမ်းနိုင်တဲ့လက်ကင်ပါရာကြောင့်ဒေဆောင်ရလွယ်ကူပြီးလျှိုးဆက်စင်ရေးတွေအတွက်အဓိကအချက်တစ်ခုဖြစ်ပါတယ်။ဈေးနှုန်းကတော့ဒေါ်လာ12,000နဲ့14,000ကျားမှရှိပါတယ်။ Active Wafer Magnet AWM အေးဒန်အတွက်တည်ဆောက်ထားပြီးအဝေးကနေတော့အတန်းနှုတ်ယူနိုင်ခြင်းဗြိတိရှားကုမ္ပဏီဖြစ်တဲ့ Accuracy International ကဆွေဒင်နိုင်ငံအတွက်ဒီဇိုင်းထုတ်လုပ်ထားတဲ့ AWM ဟာအစိုးရသောအခြေအနေတွေကိုခန်းနိုင်ရှိအောင်တည်ဆောက်ထားပါတယ်။ အပူချိန်မိုင်း40ဒီဂရီစင်တီဂရိတ်အထိအေးတဲ့ဒေသတွေမှာတော့ယောဂီစိတ်ကြစွာပြက်ခတ်နိုင်ပါတဲ့။ဒါပြင်0.300ဝင်းမတ်ဒါမှမဟုတ် 0.33h လက်ပူအမတ်ခြေစံတွေကိုအသုံးပြုနိုင်ပြီးဘူရှေတဲ့ခြေစံတွေအတွက်ဒေသန်တိုးချစ်ထားတဲ့ board လည်းပါဝင်ပါတယ်။ driver အရှိက1290 mm ရှိပြီးအလေးချိန်က6.5 kg ပါ။ကြီးစံ5000ဆက်တဲ့မဂဇင်းလည်းပါဝင်ပါတယ်။ ရမဲအမ်ပန်နာမန်ပြောင်းနဲ့အယံမနောက်နေတဲ့စင်ထားတာကြောင့်မီတာ1500အထိအကွာဝေးကနေတည်ကြတဲ့ပြကတ်မှုတွေကိုလှုပ်ဆောင်နိုင်ပါ रे ။ပြင်းပြဈေးနှုန်းကတော့ဒေါ်လာ12000ဝန်းကျင်မှာရှိပါ रे ။ LWRCSAPR လက်လုံးညီတွေမှုနဲ့ခင်မိနေပညာတို့ပေါင်းဆက်ခြင်း LWRC International ရဲ့ Selective Asset Battery Rifles SABR ဟာပဝင်းကြီးမျိုးစုံမှာအသုံးပြုနိုင်တဲ့တိုက်ခိုက်ရေးလက်နက်တစ်ခုပါ AR10 AR15 platform ကိုအခြေခံထားတဲ့ဒီ American လုံး rifle ဟာရှားပါးတဲ့လိုင်လျောညီတွင်မှုကိုဖေးစွမ်းနိုင်ပါ रे အနိကတိုက်ပွဲဝင်လက်နက်အဖြစ်ရောအဝေးဖြစ် sniper စနစ်အဖြစ်ပါအသုံးပြုနိုင်တာပေါ့ဗျာဒီလိုမျိုးလုံးဆောင်နိုင်တဲ့လိုအပ်ချက်ကတော့လဲလှယ်နိုင်တဲ့ပြောင်းနှက်ခုမှတည်ရှိပါ रे ဂျေးမောင်းတဲ့နေရာတွေအတွက်အစနလက်မှပြောင်းတက်လက်နဲ့အဝေးပြစ်မီရှင်တွေအတွက်20လက်မှပြောင်းတက်လက်တို့ဖြစ်ပါတယ်။ ACV ဟာ 7.62mm netto 0.30h Winchester ခြေစံတွေကိုအသုံးပြုပြီးဒါတေရီယံနဲ့ပြုလုပ်ထားတဲ့အတွင်းလှည့်ပတ်နိုင်တဲ့ bolt power နဲ့ပြောင်းနဲ့တိစောက်ထားပါတယ်။မဂဇင်မှာခြေစံ5000ကနေ20000အထိထည့်သွင်းနိုင်ပြီး rifle အရှိကတော့ 950mm ကနေ 1100mm အထိရှိပါတယ်။ဒီ rifle ကိုထိုးကြစေတာကတော့သူရဲ့ခင်မီနေပညာတွေပဲဖြစ်ပါတယ်။ ကွန်ပျူတာကိုညီနဲ့ပြက်ကတ်ထိုင်ကျော်မှုစနစ်20မီလီမီတာဘယ်လက်စတစ်လက်ပြပုံလောင်ချောင်းနဲ့ညမြင်ကွင်ကော်လီမီတာလေသာမတ်တာပြစနစ်စားရဲမေမျိုးတော်မှန်ပြောင်းနေတယ်လေတွဲမတ်အသုံးပြနိုင်ပါ रे အဲအောင်စရာကောင်းတဲ့ကဒီလိုအစင်းမြင့်တဲ့ဒီပညာတွေအများကြီးပါဝင်ပေမဲ့ဈေးနှုန်းကဒေါ်လာ3000ဝန်းကျင်ပဲရှိပါ रे ဘာရတ် MHT2 အားပြင်းတဲ့ ARG ဘာရတ် MHT2 ဟာ Rifle Tactical ပေါ်ပါ रे ဒါဆွမ်းအားရဲ့တင်ဂီတာတစ်ခုပါ ဘာရန် Fire and Manufacturing ကဒီဇိုင်းထုတ်လုပ်ထားတဲ့0.50 caliber semi automatic rifle ဟာခြေလက်တပ်ပဝင်နေတဲ့မော်တော်ယာဉ်တွေခံတပ်တွေအပေါ်အဝင်ပစ္စည်းကိရိယာပြမှတ်တွေကိုတိုက်ခိုက်ဖို့အတွက်တည်ဆောက်ထားတာပါ MHT2A1 နဲ့ MHT2A2 ဆိုပြီးမော်ဒယ်နှမျိုးနဲ့အရာရှိနိုင်ပြီး0.50 BMG ခြေစံကိုအသုံးပြုက3ပေါင်ထောက်ချက်ကဒါမှမဟုတ်တန်းချက်ကယာဉ်ပေါ်မှာတက်စင်အသုံးပြုနိုင်ပါတယ် Rifle ရဲ့ရှေ့က1400 mm ဝန်းကျင်ရှိပြီးအလေးချိန်က16 kg ခန့်ရှိပါတယ် ထီရောက်တဲ့ပြက္ခဏနိုင်တဲ့အကွာအဝေးကမီတာ1800ဖြစ်ပြီးဈေးနှုန်းကဒေါ်လာ12000ဝန်းကျင်ရှိတဲ့ driver ဟာ Desert Storm နဲ့ Desert Shield လိုမျိုးအဓိကဆက်စင်ကြီးတွေမှာပါဝင်ခဲ့တယ်လို့ Rambo Fall နဲ့ Predator လိုရုပ်ရှင်တွေမှာလည်းကြေညာခဲ့ပါတယ်ဒါကြတော့ဒီနေ့ခေတ်မှာအသုံးပြုနေတဲ့အင်အားအကောင်းဆုံး sniper rifle ဆဲလက်အစိမ်းချုပ်ပဲဖြစ်ပါတယ်။တမိုင်းမော်ဒယ်တွေကနေစံချိန်ချိုးနိုင်တဲ့လက်နက်ကြီးတွေဒီလက်နက်တွေဟာအဝေးပြေးစစ်စင်ကြီးရဲ့အစိမ်းအမြင့်ဆုံးနည်းပညာတွေကိုကိုးစားပြုပါတယ်။ ဒီတောင်းရကိုစိတ်ဝင်စားရတဲ့ဆိုရင် like လုပ်ခဲ့ပြီး comment မှာ bear driver ကခင်ဗျားကိုစိတ်ဝင်စားဆုံးဖြစ်စေတယ်လဲဆိုတော့ပြောပြခဲ့ပါဦးဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်